စာအုပ်နဲ့ပတ်သက်တဲ့ basic ကိုတို့ပါတယ်ဘယ်လိုခေါ်လဲဒီမှာနံပါတ်1ကနေစာပဲ1ကဒီနေရာကိုပြောတာဒီနေရာကတိုင်းမြန်မာလိုဆိုရင်တော့တိုင်းပေါ့ column ဒါကိုဂျပန်လို hashira သူရဲ့ခန်းကြီးကဒီခန်းကြီးလေးဒီခန်းကြီးနဲ့ရေးတယ်ဒါ hashira ဒီဟာကကြတော့တိုင်အသေးလို့ပြောရမယ်တိုင်အသေးအဲ့ဒါကိုမဘာရှိတာလို့ခေါ်တယ်မဘာရှိတာ ਨੇ ဒီဟာ ਨੇ ကအတူတူပဲဒီအထဲမှာဒီခန်းကြီးတစ်လုံးဝင်သွားတယ်အဲ့ဒါပဲခေါ်တယ်အဲကြောင့်မလို့ဒီဟာရှိတာကနေပြီးတော့ဘာရှိတာဖြစ်သွားတာ now number 2 it to number 3က overbody နံပါတ် overbody ဆိုတာဘင်းအကြီးပေါ့ဒီဘင်းအကြီးကိုခေါ်တာ overbody ကဘင်းအကြီးကိုခေါ်တာ cobody cobody ကဘင်းအသေးဒီဘင်းအသေးက cobody လေးပြီးတော့ငါမိုရမိုရဆိုတာကခေါင်းမူးမှာတုံးတယ် တန်းတွေပေါ့ rafter တွေအဲ့ဒါလေးကိုမိုရလို့ခေါ်တယ်နံပါတ်6နံပါတ်6ကဒိုဘူချီဒိုဘူချီဆိုတာဘေးကနေပြီးတော့နေရည်ကားတဲ့အာမတုံးတဲ့စီချန်နယ်တွေအဲ့ဒါလေးကိုဒိုဘူချီလို့ခေါ်တယ်နံပါတ်9엔초크브레이스 ဲ့ဒါက entropy ဆိုတာက particle ကိုပြောတာ down like top down like ရှိနေတဲ့ဟာကို entropy လို့ခေါ်တယ် brace ဆိုတာက brace ပေါ့ဒီလို brace ကို entropy brace လို့ခေါ်တာဒီအက水平 brace 水平ဆိုတာရေပင်ကြီးတိုင်းရှိတာ水平ပေါ့ဒါရေပင်ကြီးတိုင်းခေါမိုးတွေမှာတုံးတဲ့ရေပင်ကြီးတိုင်း brace ကို水平 brace လို့ခေါ်တာနံပါတ်7ဒါ kiss ဒါ foundation foundation ကို key soul လို့ခေါ်တယ် foundation ကို key soul လို့ခေါ်တော့ဒီ key soul မှာတုံးတဲ့ဘင်းပေါ့ဘင်းဆိုရင် key soul body လို့ခေါ်ဟုတ်ကဲ့ key soul body အလုံးမျိုးဒါ key soul ဆိုတာ general အနေနဲ့ပြောလိုက်တဲ့အတွက်ကြောင့် key soul ပဲဖြစ်သွားတာ